်အလုံးမင်းမင်္ဂလာပါ NK San Washtowani ကျူစုလိုက်ပါလေဒီနေ့သုံးသပ်ပေးမယ့်ဗီဒီယိုကတော့2025ခုနှစ်မှာပြစ်လာနိုင်ဖွယ်ရှိတဲ့ရုရှားယူကရိန်းစစ်ပွဲမိကုံးအကြောင်းအရာတွေနဲ့အမေရိကန်တွေအဲ့ဒီစစ်ပွဲဟာတွေဘာတွေကြိုးမြတ်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကပ္ပနိုင်ငံကြီးမှာမဖြစ်နိုင်အောင်ဆိုတာမရှိပါဘူးလူကြီးမင်းတို့မိကုံးလေးတစ်ခုအမိနေပါတယ် ရုရှားနဲ့ယူကရိန်းစစ်ပွဲဟာအဆုံးသတ်ဖို့တကယ်ပဲနှိစက်နေပြီလားဒါမှမဟုတ်ယူကရိန်းအနေနဲ့နေမျိုးတွေကိုစွန့်လွတ်လိုက်ရတော့မှာလားအဲ့ဒီမိကုံလေးကိုဒီဗီဒီယိုလေးဆုံးအောင်ကြည့်ပြီးလို့ရှင် အောက်က comments box ထဲမှာဖြေကြားပေးခဲ့ပါအောင်နော်ဒါဆိုရင်သုံးသပ်မှုလေးစားလိုက်အောင်အမေရိကန်နဲ့ရုရှားတို့ပူးတွဲရည်ဆွဲထားတဲ့ငင်းချင်းအချက်28ချက်ကိုမနေ့ကညကနိုင်ငံတကာ မီဒီယာတွေမှာပြန့်နှံ့လာခဲ့ပါတယ်ထူးခြားတာက ဒီဆွေးနွေးမှုမှာကရင်ကရှင်ယူကရိန်းနဲ့ဥရောပနိုင်ငံတွေမှာပါပဲနဲ့အမေရိကန်နဲ့ရုရှားတို့ကပဲအဓိကသဘောတူဆွေးနွေးထားတဲ့အချက်28ချက်ဖြစ်နေတာကိုတွေ့ရပါတယ်။ဒီစာချုပ်မူကြမ်းတွေတကယ်ဖြစ်လာခဲ့ရင်ကမ္ဘာအခင်းချင်းဘယ်လိုပြောင်းလဲသွားမလဲ။ဘသူတွေအမျက်ထွက်ပြီးဘသူတွေနစ်နာမလဲဆိုတာသိရအောင်လို့ကျွန်တော်တို့အန်ကယ်ဆန်ဝက်စတော့ကနေပြီးတော့ပရိသတ်ကြီးတွေအတွက်အသေးစိတ်သုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်နဲ့အတူဗီဒီယိုလေးစောင်းကြည့်လိုက်အောင်။ ဒီပေါက်ကြားလာတဲ့မူကြမ်း28ချက်ထဲကအချက်21ဟာဆိုလို့ရှိရင်တော့ယူကရိန်းအတွက်ယူကရိန်းအတွက်အခါအသီးဆုံးဖြစ်ပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအချက်28မှာ27မှာပါဝင်တဲ့အချက်တွေကယူကရိန်းရဲ့ခရိုင်းမီးယားဒေသဒုံးပတ်ဒေသတွေဖြစ်တဲ့လူဟန်နဲ့ဒိုနက်ဒေသတွေကိုရုရှားနေပြီရုရှားရဲ့အုပ်ချုပ်မှုနေပြီဒီဖက်တိုအဖြစ်သတ်မှတ်ပေးမယ်။တိမှတ်တိမှတ်ပြုပေးမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။အဲ့ဒီချက်ကယူကရိန်းအတွက်တော်တော်ထိခိုက်စေပါတယ်။ ဆိုလိုတာကယူကရိန်းဟာငြိမ်းချမ်းရေးအတွက်သူ့ရဲ့နေမြေအစိတ်ပိုင်းတော်တော်များများကိုရုရှားရဲ့လက်ထက်ကိုထိပေးရမယ်ဆိုတဲ့သဘောကြောက်နေပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့အချက်နံပါတ်9ဖြစ်ပါတယ်။အဲ့မှာပါဝင်တာကတော့ယူကရိန်းဟာ NATO အဖွဲ့ဝင်လုံးဝမဖြစ်ရပါဘူး။ပြီးလို့ရှင်ယူကရိန်းမှာချထားတဲ့ NATO အဖွဲ့ရဲ့တပ်တွေစကန်တွေကိုလည်းပြန်ရုပ်သိမ်းပြီးတော့ယူကရိန်းမှာ NATO အဖွဲ့လုံးဝစကန်မချဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒီအချက်ကိုကြည့် မီရီဂန်သမ္မတထရန်ရုရှားပူတင်အလိုကြောင်းလုံးဝ100%လာရောက်ပြလဲတာကိုတွေ့ရပါတယ်။ဒါကအမေရိကန်ရဲ့ရုရှားရဲ့ relation ကိုပြန်လည်တိဆောက်ပြီးတော့ကမ္ဘာပေါ်မှာအမေရိကန်ရုရှားပူတွဲစောင်ရွက်မှုတွေအများကြီးတွေ့ရမှာဆိုတော့သဘောတူညီချက်မျိုးနဲ့ထရန်ပူတင်ကိုလာရောက်ပြလိုက်တယ်လို့ယူဆလို့ရပါတယ်။ဒါပေမဲ့ယူကရိန်းအနေနဲ့ဥရောပသမဂ္ဂအေးရုံအဖွဲ့ကတော့ဖြစ်ခွင့်ရှိမှာဖြစ်ပါတယ်။ဒီတစ်ခုတော့ထရန်ဟာပေးထားရလို့ပြောလို့ရပါတယ်။ဒါပေမဲ့ပူတင်အတွက်ကလည်း ယူကရိန်း EU ယူကရိန်းဥရောပသမဂ္ဂအဖွဲ့ဝင်တော့တိတ်ခေါင်းနဲ့ထဲမှာလို့မထင်ပါဘူး။ဒါကြောင့်မလို့ဒီအချက်ခုနှစ်ခါဆိုလို့ရှိရင်လည်းပူတင်အတွက်အရန်ကိုလို့ခြေဆုံးအချက်တစ်ခုဖြစ်မယ်လို့ထင်ပါတယ်။ဒီစာချုပ်ကိုကြည့်လိုက်တာနဲ့ဒါဟာစီးပွားရေးသမ္မတဒေါ်နယ်ထရန့်ရဲ့လက်ရာဆိုတာပေါ်လွင်နေတဲ့အချက်တွေရှိပါတယ်။ဘာကြီးလဲဆိုလို့ရှိရင်တော့အချက်နံပါတ်14ဖြစ်ပါတယ်။အချက်နံပါတ်14မှာအမေရိကန်ရုရှားသိမ်းဆဲထားတဲ့ Frozen Assets ဒေါ်လာ ဘီလီယံတရာကိုယူကရိန်းပြန်လည်ထူထောင်ရေးမှာအရင်းအနှီးမြှုပ်နှံမှာပဲဖြစ်ပါတယ်။ဒါအပြင်အဓိကစိတ်ဝင်စားဖို့ကောင်းတာကတော့အဲ့ဒီရင်းနှီးမြှုပ်နှံမှုကနေရတဲ့အကျိုးမြတ်90ရာခိုင်နှုန်းကိုအမေရိကန်ပြန်ယူမယ်ဆိုပြီးတော့ပြောထားပါတယ်။ပြီးလို့ရှိရင်ကြံတဲ့လိုအပ်တဲ့ငွေကြေးတွေကိုတော့ဥရောပနိုင်ငံတွေကနေပြီးတော့အတီးတီးစိုက်ထုတ်ပေးရမှာဖြစ်တယ်လို့ပါဝင်ပါတယ်။အဲ့မှာကြည့်မယ်ဆိုလို့ရှိရင်တော့အမေရိကန်ကယူကရိန်းရုရှားစစ်ပွဲကနေအင်ဂျင်ကြီးကိုလည်းရအောင်လုပ်ပေးမယ်။ ပြီးအချိုးမြက်စီးပွားရေးပတ်စံနေတဲ့အမြိုင်းရမယ်ဆိုတော့သဘောတက်ရောက်နေပါတယ်ဒါကိုကြည့်လို့ရှင်တော့ဒီ Ukraine Russia ငြိမ်းချမ်းပွဲဟာအမေရိကန်အောင်ပွဲတခုလို့တော့ပြောလို့ရပါတယ်ကဲနောက်တစ်ခုအနေနဲ့ကတော့ရုရှားပေါ်ချမှတ်ထားတဲ့စီးပွားရေးဆန်ရှင်တွေကိုအမေရိကန်ဖယ်ရှားပေးမယ်ဆိုပြီးတော့ပြောထားပြီးတော့ရုရှားကိုလည်း G8 အဖွဲ့ကြီးတွေပြန်လဲခေါ်သွင်းမယ်ဆိုတဲ့အချက်လေးပါဝင်နေတာကိုတွေ့ရပါတယ် ပြီးတော့ရှင်တော့အမေရိကန်အနေနဲ့လုံခြုံရေးအရာတော့ယူကရိန်းကိုစစ်တပ်အင်အား6သိန်းထိထားဝင်ပေးမှာဖြစ်တယ်ဆိုတဲ့အချက်လည်းပါရှိပါတယ်။နောက်ပြီးတော့နျူကလ িয়ার ဆက်ယုံတွေကိုလည်း IAEA ရဲ့ကြီးကြံမှုအောက်ကနေပြန်လည်လည်ပတ်ပြီးတော့ထွက်လာတဲ့လက်စစ်တအားတွေကိုရုရှားနဲ့ယူကရိန်း50 50 50ခွဲဝေယူရမယ်ဆိုပြီးတော့လည်းပါဝင်ပါတယ်။နောက်မူကြမ်းမှာနောက်ထပ်မူကြမ်းအချက်30မှာဆိုလို့ရှင်လေယူကရိန်းကသာတဘောတူညီချက်ကိုဖောက်ဖျက်ပြီးတော့ရုရှားဘက်ကို ထူးကြော်မယ်ဆိုလို့ရှင်တော့အမေရိကန်အကူအညီအားလုံးရက်ဆိုင်သွားမယ်ဆိုပြီးတော့ပါရှိပြီးတော့ရုရှားဘက်ကကျူးကျော်ရင်တော့ကမ္ဘာအဆင့်မီဒီထက်ပိုပြီးတော့အဆင့်မြင့်တဲ့ပေးဆိုးမှုတွေပြုလုပ်မယ်ဆိုတဲ့အချက်နဲ့ချုပ်ထားတာကိုလည်းတွေ့ရပါတယ်ဒီချက်ကိုကြည့်မယ်ဆိုလို့ရှင်တော့ငြိမ်းချမ်းရေးချိုးဖောက်လို့ရှင်ချိုးဖောက်တဲ့နိုင်ငံပေါ်မှာပြင်းထန်တဲ့တုံ့ပြန်မှုတွေပါပါဝင်လာမယ်ဆိုပြီးတော့ပြောထားတာပဲဖြစ်ပါတယ်ဒီစာချုပ်မှာပါတဲ့အချက်တွေကိုလေ့လာကြည့်မယ်ဆိုလို့ရှင်တော့ မေရိကန်ရုရှားကိုတရုတ်နဲ့ခွဲထုတ်ပြီးတော့အမေရိကန်ဘက်ကပအောင်ဆွဲခေါ်နေတဲ့သဘောတွေအများကြီးတက်ရောက်တာကိုတွေ့ရပါတယ်။ယူကရိန်းကတော့နေမြေတွေတော်တော်များဆုံးရှုံးမယ်။ဒါပေမဲ့စစ်ပွဲကတော့ရှက်သွားပါမယ်။ရုရှားကနေမြေတွေရမယ်။စီးပွားရေးပြန်ကောင်းမယ်။အမေရိကန်ကတော့အမျက်ငွေရပြီးတရုတ်ကိုထိကျန်စေမယ်ပွဲတော်ပွဲလို့တော့ပြောလို့ရပါတယ်။ယူကရိန်းရုရှားငင်းငန်းကြီးအချက်28ချက်ကတကယ်ကိုထိကျောက်ပြီးတော့အမေရိကန်နဲ့ရုရှားတို့ကတကယ်ကိုအကျိုးမြတ်ရမယ်။ ချက်လို့တော့ပြောလို့ရပါတယ်ဒီအချက်တွေကိုသာတကယ်လိုက်ရောပြီးတော့အကောင့်ထဲပုံနိုင်ခဲ့လို့ရှင်တော့အဓိကအနာအဓိကနှစ်နာမှာတော့ယူကရိန်းအပြင်တရုတ်ပါပါနေတာကိုတွေ့ရပါတယ်ဘာလို့ဒီလိုပြောနိုင်လဲဆိုတော့အမေရိကန်ကယူကရိန်းရုရှားစစ်ပွဲမှာတရုတ်ကိုလုံးဝအထီးကျန်အောင်ဖိချင်ထားပါတယ်တရုတ်ရဲ့ပူပေါင်းပါဝင်မှုကိုမရှိသလောက်ကိုအမေရိကန်အနေနဲ့ block လုပ်နိုင်တာကိုတွေ့ရတယ်အဲအကြောင်းမလို့ရုရှားနဲ့အမေရိကန်ရဲ့ပူပေါင်းမှုတွေ close ချမှုတွေအများကြီးတွေ့ရမှာဖြစ်ပြီးတော့ တရုတ်အနေနဲ့ရုရှားနဲ့အနေငယ်ခွာပြဲသွားအနေငယ်ခွာဖယ်သွားနိုင်တာမျိုးလဲတွေ့ရပါတယ်ဒီလက်ရှိကတော့ဒီ28ချက်ကဆိုလို့ရှင်တော့သဘောတူမှုချင်းအဆင်မရှိပြီးတော့ဒီချက်တွေဒါတကယ်တမ်းအကောင့်တွေပေါ်လာမယ်ဆိုလို့ရှင်တော့ကမ္ဘာနိုင်ငံရေးခင်းခြင်းမှာလဲကြီးကျယ်ပြောင်းလဲသွားမှာဖြစ်ပါတယ်သူတို့ပြအတော်လေးပွဲစုစည်းမယ်အချက်တွေပြောရရင်တော့ရုရှားတိတ်ပိတ်ထားတဲ့နေမြေတွေကိုရုရှားနိုင်ငံပိုင်ဖြစ်တတ်မှတ်မယ်ဆိုတဲ့အချက်တွေကလည်းတော်တော်လေးကိုပွဲစုစည်းပါတယ် ဒီချက်တွေဟာယူကရိန်းအတွက်ဒီညီငယ်28ချက်ကိုလက်ခံဖို့တော်တော်လေးကိုခဲရမဲ့အချက်တွေပဲဖြစ်ပါတယ်။နောက်ပြီးတော့ယူကရိန်းက NATO ကိုလုံးဝဝင်ဝင်မပေးဘူးဆိုတာလေရုရှားရဲ့အဓိကတောင်းဆိုချက်ကိုလိုက်ရောလိုက်တာဖြစ်ပြီးအမေရိကန်နဲ့ဥရောပရဲ့လွှမ်းမိုးမှုလည်းတိတိတသားပြောကြားသွားစီမှာကိုတွေ့ရပါတယ်။အမေရိကန်နေနဲ့ကတော့ယင်းနှိမ့်နှံမှုအကျိုးများ90%ပြန်ရင်မှုဆိုတဲ့အချက်က Trump ရဲ့ Business Man ဆန်တဲ့ style ကိုအထင်းသားမြင်ရမှာဖြစ်ပါတယ်။ ဒီစာချုပ်မူကြရဲ့နောက်ကွယ်အချက်တွေ့ရဆိုလို့ရှင်တော့ရုရှားကိုတရုတ်ကနေခွဲထုတ်ပြီးအမေရိကန်ဘက်ကိုပြန်လဲသိမ်းသွင်းမဲ့သဘောတက်ရောက်ပြီးတော့ Russia US Alliance against China ပုံစံမျိုးတက်ရောက်နေတာကိုတွေ့ရပါတယ်။မိတ်ဆွေတို့ဘယ်လိုမြင်ပါလဲ။ကိုယ်နိုင်ငံရဲ့နေမျိုးစွန့်လွတ်ပြီးရယူမဲ့ငြိမ်းချမ်းရေးကိုယူကရိန်းအနေနဲ့လက်ခံတင်သလား။ဒါမှမဟုတ်ဒီစာချုပ်ကတရားမျှတမှုမရှိဘူးလို့ထင်သလား။မိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုလည်း comment မှာမျှဝေလို့ရပါတယ်နော်။ ဒီလိုမျိုးကမ္ဘာနိုင်ငံကြီးလိုအပ်ချက်တွေနဲ့ဘူသူဒါတွေကိုသိနိုင်မှုကျွန်တော်တို့ရဲ့ Ankansan Watchdog Channel လေးကိုလိုက်အောင် Subscribe လုပ်ပြီးလူတီဘဲလို့လည်းနှိပ်ခဲ့ဖို့မမေ့နဲ့နော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်